အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေဒီနေ့တင်ဆက်ပေးမယ့်ဇာလန်လေးရဲ့အစမှာတော့မိဘမဲ့ဂေယာတစ်ခုမှနေနေရတဲ့ကောင်းလေးဂျင်ကိုတွေ့ရမှာဖြစ်ပါတယ်ဂျင်ရဲ့မိဘတွေကတော့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကာမတော်တဆမှုမှာဆုံးမသွားခဲ့တာဖြစ်ပြီးအဲ့ဒီကလေးကဂျင်ကလည်းမိဘမဲ့ဂေယာမှာနေရပါတယ်ဂျင်ကပုံဆွဲတာကိုဝါသနာပါပြီးတော့ဒါပဲသူ့ရဲ့ကလေးဘွားကစိတ်တင်ရတဲ့အတွက်ဖြည့်သိမ်းစရာထပ်ပေါက်တစ်ခုဖြစ်တယ်လို့တွေးပြီးတော့နေနေရတာပါဒါရီကမဲ့သူ့ရဲ့ဘဝလေးကိုပျော်ရွှင်မှုတွေယူဆောင်လာပြီးတာဖြစ်ပြီးဂျင်ဟာသူ့ရဲ့အနုပညာစွမ်းရည်တွေပြင်ဆက်မဲ့စရာကောင်းလာတဲ့ ကိုခံပညာစွမ်းရည်တွေကိုလည်းပိုင်ဆိုင်လို့ထားပါသေးတယ်။ဂျင်ကသူရဲ့ဂီဟာကလေးတွေကိုအနိုင်ကျင့်နေတဲ့ကိုတန်းចောင်းသားတွေကိုချပြီးတော့အမောက်တိတ်လိုက်ပါတယ်။သူရဲ့အဲ့ဒီတိုက်ခိုက်စွမ်းရည်တွေဟာတိုင်းအစ်စ်တိုက်ခွန်းတို့ပညာရှင်ဖြစ်တဲ့သူရဲ့ဖခင်ဖြစ်သူစီကနေအမွေဆက်ခံရရှိခဲ့တာပါ။တ냐နေမှာတော့အမျိုးသားထောင်လိုင်းဌာနနဲ့ပတ်သက်တဲ့အေဂျင့်တယောက်ဖြစ်တဲ့ဒေါ်ဂျူကမိဘမေဂီဟာကိုလာလေတဲ့အခါမှာဂျင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုတီးသွားခဲ့ပြီးဒေါ်ဂျူကသူ့ကိုလျှို့ဝှက်အေဂျင့်ဖြစ်လေ့ကျင့်ပေးဖို့အတွက်တွင်းနေပါတယ်။ဒေါ်ဂျူကဂျင်းရဲ့ပြင်းပြနေတဲ့စိတ်ကိုမှပတ်မိုးကူညီပေးပြီးတော့မှ သူ့ရဲ့လူမျိုးနိုင်ငံအတွက်လည်းအဖေ့ရဲ့ခြေအောက်ကိုလိုက်ပြီးရှောက်ဖို့အတွက်အားပေးနေပါဗျ။အဲဒီချိန်ကနေစပြီးတော့မှဂျင်ဟာသူ့ရဲ့လေးချင်းမှုတွေကိုစတင်ခဲ့ပြီးသူဟာတဖြည်းဖြည်းနဲ့ကြောင်မက်ဖွေရာကောင်းတဲ့ပြိုင်မကင်းတယောက်ဖြစ်လာခဲ့ပါတော့တယ်။ဂျင်ဟာတကယ့်ကိုမှထမြင့်တဲ့သူတယောက်ဖြစ်လာခဲ့ပြီးတော့မှအထက်တန်းစားအတော်ဆုံးလှုပ်ကြံတက်ဖြတ်သူတယောက်လည်းဖြစ်လာခဲ့ပါတယ်။ဒါမှမဟုတ်ဂျင်ကတော့ပုံဆွဲတော့ကိုဝါသနာပါနေတာဖြစ်ပြီးအနေရှိလာတဲ့မရှင်တွေမှာတော့ပုံကျန်အစ်စ်တွေကိုထိုင်ပြီးတော့ဆွေးနေတတ်ပါသေးတယ်။အဲလိုနဲ့တနေ့မှာတော့ဂျင်ဟာထပ်ပြေးသွားတဲ့ရာဇဝတ် ဂျေဆန်ရဲ့ညီဆိုင်မွန်ကိုဖမ်းဆီးဖို့တဲ့မရှင်တခုတာဝန်ပေးရခြင်းခံရပြီးတဲ့နောက်မှာတော့နာမည်ဆိုးနဲ့ကြော်ကြားလာတဲ့ရာဇွေးကောင်တယောက်ညီဖြစ်ပေမဲ့လေသူ့ကိုအရှင်လက်လက်ဖမ်းမိဖို့ကတော့ဂျင်းအတွက်ကတော့လူလယ်လေးပါနောက်ဆက်တွဲစစ်စစ်မင်းမြတ်မှုတွေအတင်းမှာ NIS လိုလေလူသိများလာတဲ့အမျိုးသားထောက်လှမ်းရေးဌာနကဂျေဆန်ဟာမကြာသေးခင်ကမှတင်မောနဲ့အတူတူဘူဆန်ကိုထွက်သွားခဲ့တယ်ဆိုတာလေသတင်းရခဲ့ပါတယ်ခဏကြာမှာတော့ချောင်ဆိုးတဲ့နာမည်နဲ့ NIS ကိုအယီချင်းရှိတဲ့သူအဖွဲ့ဝင်အတင်းလေးရောက်လာခဲ့ပြီးချောင်ကတော့အသက်ငယ်ငယ်နဲ့ရာဇဝမှုဆန်ရာစေကျော်ရည်နီးပညာသင်တန်းက ဆင်းလာခဲ့တာပဲဖြစ်ပါတယ်။အကင်းဖြစ်ပွားတဲ့နေရာတွေကိုလေးလာပြီးတာဖြစ်ပြီးတော့မှဒါပေမဲ့သူတို့ကိုယ်တော်မှအဲဒီကိစ္စကိုအသေးစိတ်မလေ့လာရသေးခင်ဆိုင်မွန်ဟာကျောင်းမဖွေရာကောင်းစွာနဲ့ညှဉ်းပန်းနှိပ်စက်ခံရပြီးတော့တည်ဆုံးခဲ့ပါတယ်။အနောက်မှာတော့ဒေါ်ဂျူကချင်းကိုဂျီဆက်ကိုအရေးတကြီးရှင်းပြဖို့အတွက်အမိန်ပေးလိုက်ပြီးဂျင်းကလည်းနှောင့်နှေးမှုမရှိဘဲနဲ့ဂျီဆင်တင်မောကြီးနဲ့ဂျီနောင်ထားတဲ့ရဟယင်တစင်းကနေတတ်မှတ်ထားတဲ့နေရာကိုရောက်တာနဲ့ပဲတတိရှိရှိခုံစင်းခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဂျင်းဟာလေထီကိုဘလုံးမဖွင့်မရဖြစ်နေခဲ့ပြီးတော့ပင်လယ်ထဲကိုပြုတ်ကျပြီးတော့ပျောက်ကွယ်သွားခဲ့ပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက်မှာတော့အဖွဲ့ကလည်းကျင်းတည်ဆုံးသွားတယ်လို့ယူဆပြီးတော့အကုန်လုံးစုယုံပြီးတော့ကျင်းအတွက်ဇာပနာကျင်းပပေးခဲ့ပါတယ်။သူအတွက်တည်တည်ချာချာဇာပနာတွေလုပ်ပြီးမယ်လို့ကျင်းကတော့အသက်မတည်ဘဲနဲ့ပြန်ရှင်နေပြီးအဲ့ဒီဖြစ်ပျက်ကလည်းအံ့အားတင်စရာကောင်းလာပြီးကျင်းကတော့အဲ့ဒီဖြစ်ပျက်ကိုအသုံးချခဲ့ပြီးတော့သူ့ကိုယ်သူတည်သွားပြီလို့ပဲသတ်မှတ်ပြီးတော့ဘဝအသက်စတင်ခဲ့ပါတယ်။ဂျင်ဟာလူဝဲအေဂျင့်ဖြစ်ကနေပုံနေဆွဲတဲ့အနုပညာရှင်တယောက်အဖြစ်အတံမွေးဝမ်းကြောင်းပြုခဲ့ပြီးကျင်းကဝက်ဘွန်နုပညာရှင်တယောက်ဖြစ်လာခဲ့ပြီးတော့မှအချိန်တွေကလည်း15နှစ်တောင်မှကြာခဲ့ပါပြီ။ အခုလက်ရှိမှာဆိုလို့ရှိရင်တော့ဂျင်ကမီနာလို့ခေါ်တဲ့အလုပ်ကျိုးစားတဲ့မျိုးသမီးတယောက်နဲ့လည်းလက်ထပ်ထားတာဖြစ်ပြီးတော့သူတို့တွေမှာဂါယောင်လို့ခေါ်တဲ့ကိုနှစ်ရွယ်သမီးတယောက်လည်းရှိနေခဲ့ပါတယ်။ဒီတန်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဂျင်ကပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတယ်ဆိုပေမဲ့လည်းထင်နာနာနဲ့ကွဲပြားနေတာတွေရှိနေပါတယ်။ဂျင်ကအလုပ်မှာစူးစူးရွရွရုန်းကန်နေရပြီးတော့သူအဒီတာရဲ့တမတ်ရက်တွေကိုမှီအောင်လုပ်ပြီးရင်းနဲ့ဖီအားတွေလည်းတက်နေပါတယ်။နောက်ပြီးတော့သူရေးလိုက်တဲ့ဝတ္ထုတွေကနေလေသူ့အတွက်ယုံကြည်မှုတွေပြည့်စုံမဲ့မကောင်းတဲ့မတ်ချက်မျိုးတွေလည်းကြားရမြင်ရသေးပါတယ် အဲဒါကြောင့်မေဂျင်ဟာအိမ်မှာငွေရေးကြေးရဲ့အခြေအနေတော်တော်လေးစိုးနေခဲ့ပြီးမှမထောက်ပံ့ပေးနိုင်ဖြစ်နေခဲ့တာပါဂျင်မှာချွေရင်ကျွက်တွေရှိနေမယ်လို့ပဲသူ့ရဲ့ဇနီးကသူ့ပေါ်မှာစေတနာထားပြီးတော့ပံ့ပိုးကူညီပေးတတ်ပါတယ်ဂျင်ကလည်းတန်ရှင်းရေးပါဝင်အိမ်မိုးကိစ္စအလုံးကိုဂရုစိုက်ပေးပြီးတော့သမီးချက်တာကစားသမီးလေးကြောင်းတက်ဖို့ပြင်ဆင်နေအောင်အားလုံးလုပ်ပြီးတတ်ပါတယ်နောက်ပြီးတော့လေမိသားစုကိုထောက်ပံ့ဖို့တဲ့ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှလည်းမိမမသိအောင်ခိုးပြီးတော့ပင်ပင်မမန်အလုပ်လုပ်ပါသေးတယ်လက်ရှိမှာတော့ဂျင်ဟာရီမန်းချက်တွေနဲ့နှံ့ထွက်မကြိုက်ဘဲနဲ့ဖြစ်နေခဲ့ပြီး သူရေးဆွဲထားတဲ့ရုပ်ပြ project တွေကလည်းသူအရင်ဆွဲထားတာတွေကိုပဲစိတ်ဝင်စားကြမှရှိဖြစ်နေခဲ့ပါတယ်။သူရဲ့ editor ကလည်းသူ့ရဲ့စာမုန်းနဲ့ရုပ်ပြ cartoon တွေတင်လူတွေအားမှတ်ချက်ဆိုတွေပေးတာစိတ်ဝင်စားတာတွေဖြစ်တာကြောင့်ပဲတော်တော်လေးစိတ်ညစ်လို့နေရပါပြီ။ပြောမယ်ဆိုလို့ရှင်တော့တော်တော်လေးကိုစိုးစိုးရွားရွားဖြစ်နေပြီးအဲအကြောင်းပဲ editor ကလည်းသူ့ရဲ့စာမုန်းတွေကစာဖတ်သူတွေစိတ်ဝင်စားမှုနေပါလို့ဆိုပြီးတော့ရက်ပြစ်ဖို့လုပ်ပါတယ်။ဂျင်းကလည်းပတ်စံလိုတာကြောင့်ပဲဆက်လုပ်ဖို့အတွက်အခွင့်အရေးပေးဖို့တောင်းဆိုပေမဲ့သူ့ရဲ့တောင်းဆိုချက်ကတော့ editor ရဲ့နားလေးကိုမဝင်တော့ပါဘူး။ အနေညနေခင်မှာတော့အလုတ်ပြုတ်သွားခဲ့တာကြောင့်စိတ်ပြက်လက်ပြက်ခံစားနေရတဲ့ကျင်းကတီဗီရှိမှာအရေးတောင်ရင်လည်းဘဝကြီးအကြောင်းအတိတ်အကြောင်းတွေနဲ့လက်ရှိဆုပ်ပြက်တက်နေတဲ့သူ့ဘဝအကြောင်းတွေကိုထိုင်တွင်းနေပါတယ်။နာမည်ကျော်အောင်လို့ရုပ်ပြကောင်းကောင်းတွေရေးမယ်လို့တွေးပြန်တော့လေစိတ်ပြက်စရာကိစ္စတွေကဇုံမုံနေတာကြောင့်ဘာလို့လုပ်လို့ရမှန်းမသိဖြစ်နေကြတာပါ။အဲ့လိုနဲ့စဉ်းစားရင်းနဲ့ပဲလျှို့ဝှက်အေဂျင့်ဖြစ်သူ့ဘဝရဲ့ရှုပ်ထွေးနေနေတဲ့အသေးစိတ်အချက်တွေအပါဝင်သူ့ရဲ့ကိုယ်ပိုင်အတိတ်တွေကိုဆွဲမယ်ဆိုပြီးတော့ထိုင်ဆွဲနေပါတော့တယ်။နောက်နေ့မနက်မှာတော့ဂျင်နိုးလာတဲ့ချိန်မှာထူးထူးခြားခြား သူတို့နည်းရဲ့အမူအရာတွေကလည်းပြောင်းလဲနေပြီးအရင်ကမျက်နှာကြီးစူပိုပြီးတော့စိတ်ညစ်နေတဲ့တဲ့မိမကပြုံးရှင်နေပြီးတော့သူ့ကိုမနှက်စာတွေပြင်ဆင်ပေးနေပြီးထိုင်အောင်စောင့်နေပါသေးတယ်။ဂျင်ကအလိုက်တင်လေးပြင်ထားတဲ့မနှက်စာကိုထိုင်စားပြီးတော့မှသူ့ရဲ့မိမဟာမနေ့ကသူ့ရေးခဲ့တဲ့ကာတွန်းကိုအရင်ကြိုက်တယ်ဆိုတာနဲ့ကြိုက်လွန်းလို့နိုးတဲ့အထိမစောင့်တော့ပဲအေဒါကိုပို့လိုက်ပြီးတော့အေဒါကလည်းကြိုက်လွန်းတာကြောင့်ထုတ်ဝေလိုက်တဲ့အကြောင်းလေးပြောပါတယ်။သူ့ရဲ့စာအုပ်ကအခုဆိုလို့ရှိရင်တော့ညာရင်းရဲ့နာမည်ကြီးနေပြီးတော့ပရိသတ်တွေကလည်းမှတ်ချက်ကောင်းလေးတွေပေးနေပြီးနောက်ထပ်တခန်းကိုဆက်ဖက်ဖို့လည်းဆေးအောင်ထက်တန်စွာနဲ့စောင့်နေကြတာပါ။ သူရဲ့မိမကတော့ဂုံယူနေပေမဲ့ဂျင်ကတော့သူ့ရဲ့အတိတ်ကအသေးစိတ်အချက်လက်တွေကိုဘယ်တော့မှအဲ့လိုမျိုးဖွင့်ထုတ်ဖို့အတွက်ရည်ရွယ်မထားတာကြောင့်ပဲထိတ်လန့်နေကြဖြစ်ခဲ့ရပါတယ်။အထူးသဖြင့်မင်းညားကသူ့ဆွဲလိုက်တဲ့ကာတွန်းထဲမှာအရေးကြီးတဲ့အချက်တွေလည်းပါနေခဲ့တာဖြစ်ပြီးဒါကိုစိတ်ပူပြီးတော့ဂျင်ဟာအဲ့ဒါရုံငန်းကိုအပြေးလောသွားပြီးတော့ထုတ်ဝေတာကိုပြင်ယုံသိမ်းမိဖို့တောင်းဆိုပါတယ်။ပြီးတော့သူမူးနေတော့ရေးလိုက်မိတာဖြစ်ပြီးတော့အဆင်မပြေဘူး။နောက်လေဆက်မရင်းနဲ့မူးလို့ပြောပြီးတော့အဲ့ဒါကတော့လူလူကလည်းအရန်သဘောကျနေတယ်။လူလူပျော်ရွှင်မှုပဲလုပ်ရမယ်မယုတ်သိမ်းပေးနိုင်ဘူးလို့ ရတိပြက်ပဲပြက်ပြက်တတားညင်းဆူလိုက်ပါတယ်။ဂျင်ဟာစိတ်ပြက်လက်ပြက်နဲ့အိမ်မြန်ရောက်တဲ့အခါမှာနောက်ထပ်မြင်ကွင်းလေးမှာတော့ယုဒိရဲ့မိုးရွာလာခဲ့ပြီးသူ့ရဲ့သမီးခါယောင်လေးကကျောင်းကိုထီးမြူသွားတာကြောင့်ပဲမုံမိမာဆိုတာကြောင့်ထီးယူပြီးတော့သွားပြီးမှကျောင်းမြေမှာဆောင်နေတဲ့အချိန်ခါယောင်တငယ်ချင်းတွေကချမ်းသာတဲ့သူတွေဖြစ်ပြီးတော့သူတို့ဖေဖေကစိန်ခံကားကြီးတွေနဲ့လာပြီးကြိုတော်ကိုတရီပြုံးမိပါတယ်။ဂျင်ကတော့မွေးချက်ကတော့သူ့ရဲ့သမီးလိုချင်တဲ့ဆန်းနရလေးတလုံးတော့မှမဝေပေးနိုင်တယ်လို့ဒါကြောင့်မဲ့အဲ့ဒီမြင်ငွေဟာသူ့ရဲ့ရင်ထဲကိုထိသွားခဲ့ပြီးဂျင်ကသူ့ရဲ့အတိတ်တွေနဲ့အတွေ့အကြုံတွေကိုခြေခံပြီးတော့ နောက်တဲ့ဇာကြောင်းတွေကိုဖမ်းပြီးမယ်ပတ်စံရှာမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ပဲနာမည်ဆိုးနဲ့ကြော်ကြားခဲ့တဲ့ရာဇဝတ်ကောင်တွေကိုဖမ်းပြီးတဲ့စိတ်လှုပ်ရှားဝေးရာမှတ်တမ်းတွေရောထိတန်းလူသမားဖြစ်လုခဲ့ရတဲ့အကြောင်းတွေရောဇလန်အစ်တွေရေးသားပြီးတဲ့နောက်မှာတော့နောက်ဆုံးထုတ်ဝေလိုက်တဲ့အခါမှာသူ့ရဲ့ကာတွန်းတွေကအင်တာနက်ပေါ်မှာလင်းလင်းမြန်မြန်ပြန့်နှံ့သွားခဲ့ပြီးတော့မီနာရဲ့လှုပ်ပေါ်ဂိမ်းမက်တွေဂါယောင်းရဲ့အတန်းပေါ်တွေအပေါ်ဝင်တနင်္ဂနွေကပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်ခဲ့ပါတယ်။အဲဒီမှာချင်းရဲ့အက်ဒီတာနဲ့မျိုးတွေက ကလေးတွေလည်းပါပြီးတော့မှအချင်းကြလာတဲ့ခါမှာဂျင်းတို့မိသားစုကလည်းသူရဲ့ငွေကြီးအချက်တွေကိုတပြေးပြေးနဲ့ကြော်လွားနိုင်ခဲ့ပြီးတော့ရလန့်နေနေကတော့ဂျင်ဟာသူ့ရဲ့သမီးလေးအမြဲလိုချင်နေခဲ့တဲ့ဆန်းရားလေးကိုဝယ်ပေးနိုင်ခဲ့ပါတယ်။သမီးလေးရဲ့ဆန်းနာကိုဖြည့်ဆည်းပေးနိုင်ခဲ့တာဖြစ်ပြီးဒါမှမဟုတ်အောင်မြင်မှုတွေများလာတာနဲ့အမျှပို့ပြီးတော့ကြီးမားလာတဲ့စင်ခုံမှုတွေရှိနေခဲ့ပါတယ်။သူ့ရဲ့အရင်ကောင်းဆောင်ဒေါ်ဂျူကလည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့အတွက်စိုက်ဘာကွန်ပျူတာဆိုင်တစ်ခုကိုတွားရောက်လည်ပတ်ခဲ့ပေမဲ့လေဘုဒ္ဓတော်ကျွားတဲ့ကလေးမျိုးကိုတွေ့တဲ့အခါမှာအံ့အားသင်ခဲ့ရပါတယ်။အဲ့ဒီကလေးတွေကအမျိုးသားထောင်လိုင်းဌာနရဲ့ လူဝက်တောင်ဝင်တွေကစတင်နေကြတာဖြစ်ပြီးအဲ့ဒီအဖွဲ့မှာအရင်မရောက်သေးတဲ့ကလေးလေးတွေကိုလေ့ကျင့်ပေးပြီးတော့မှအမျိုးအစားခွဲထားပြီးအကျဉ်းအမဲတဲ့လုံခြံတက်ပြတ်သူတွေဖြစ်ပုံသင်ပေးထားတာတွေရောပါနေပါတယ်။ဒါနဲ့ပဲတော်ကျူဟာအဲ့ဒီတဲ့ရင်မြေတွေဘသူစီရပြန်လာတာလဲဆိုတာသိကျင်တော့ကလေးလေးကိုသွားပြီးတော့စကားစမြည်ပြောကြည့်ပါတယ်။အဲ့တော့မှကလေးတွေကလည်းမကြသေးခင်မှာ Venus Garden Company ကရေးဆွဲခဲ့တဲ့ကာတွန်းတွေအကြောင်းကိုတည်တယ်လို့ပြောလိုက်တဲ့အခါမှာပို့ပြီးတော့အံ့ဩစရာကောင်းခဲ့ပါတယ်။အဲ့ဒီရုပ်ပြတွေမှာသူတို့အဖွဲ့ကအေဂျင့်တွေနဲ့ရာဇွေးကောင်တွေရဲ့နာမည်အရင်နေတော့ပါနေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့စိုးရိမ်နေတဲ့တောကျူလည်း NIS အရာရှိတွေနဲ့အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးတော့သူတို့ရဲ့ဆွေးနွေးမှုအတွင်းမှာအန်အောင်ကြောင်နဲ့ညီကုန်းချုပ်ချက်တခုရလာခဲ့ပါတော့တယ်။သူတို့ဖွဲ့တွေမှာဂျင်ဟာတိုက်ခိုက်ရေးပဲမဟုတ်ဘဲနဲ့ပုံဆွဲလဲအရန်ကိုကျွမ်းလာကြောင်းပဲအဲ့ဒီကြော်ကြားလာတဲ့အေဂျင်ကအသက်ရှင်လျက်ရှိနေသေးတယ်လို့အတွေးဝင်နေကြတာဖြစ်ပြီးတော့အဖွဲ့စည်းရဲ့လေဝဲချက်တွေကိုဖော်ထုတ်ခဲ့တဲ့အတွက်လည်းဂျင်မှာတာဝန်ရှိနေတာကြောင့်ပဲ NIS ဒါရိုက်တာကအဲ့ဒီလေဝဲချက်တွေပြန်သွားတော့နိုင်ငံထဲမှာဂရရိုက်မှာဆိုတာကြောင့်ပဲဂျင်ကိုရှာဝေဖို့အတွက်အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းပေးလိုက်ပါတယ် အဲဒီညနေပိုင်းမှာတော့အရွယ်ရောက်လာပြီဖြစ်တဲ့ကြောင့်နဲ့ကျောင်းဟိုတို့ကလည်းတရင်ချက်လက်တွေကိုစုဆောင်းဖို့တဲ့ရုံငန်းလေးကိုရောက်လာကြပါတယ်။ဂျင်းမြန်မာလေးဆိုပြီးတော့ရုံငန်းကိုဝင်စီးတာမြင်တဲ့အခါမှာအဲဒါတယောက်ကြောက်လန့်သွားခဲ့ပါတယ်။ဒါနဲ့ပဲချက်ချင်းချင်းဟာဆောက်လေလုပ်ငန်းဝင်မှာအချိန်မှန်အလုပ်ဝင်နေတယ်လို့ပြောလိုက်ပြီးတော့တင်းမကြခင်မှာတော့ NIS agent တွေကလည်းအဲဒီညကိုတွားပြီးတော့မှဂျင်းကိုဝန်းရံလိုက်ပါတယ်။ဒါမဲ့လေကျွန်တော်တို့ရဲ့သူရဲကောင်းကြီးဂျင်ကတော့သူ့ရဲ့ထူးခြားလာတဲ့စွမ်းရည်တွေကိုအသုံးပြုပြီးအများကြီးအားထုတ်စရာမလိုဘဲနဲ့အေဂျင့်တယောက်ချင်းစီကိုအနိုင်တက်နိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ဂျင်ကအင်ကိုအမြန်ပြန်လာပြီးတော့တိုင်းပြည်ကနေထွက်သွားဖို့ပြင်ဆင်ပြီးအဲ့ဒီအတွက်လည်းဇင်းနေဖြစ်တဲ့သူကိုဖုန်းဆက်ပြီးတော့အခြေအနေကိုလှမ်းပြီးတော့အကြောင်းကြားပေးမိ။မီနာကတော့သူပြောချင်တာတွေကိုနားမလဲပဲဂျင်အရင်မူးနေတာနေမှာပါဆိုပြီးတော့ဖုန်းကိုချလိုက်ပါတယ်။ခဏလောက်ကြာတဲ့အခါမှာတော့အေဂျင်တွေကဂျင်ရဲ့အင်ကိုရောက်လာပြီးတော့ဝင်ရောက်တိုက်ခိုက်ပါတယ်။ဗီယမ်ရောင်တွေဂျာထဲမှာချောင်းဟာသူ့ရဲ့မျက်နှာဖုန်းကိုဖိလိုက်ပြီးဂျင်လည်းမမြင်တာကြားတဲ့ချောင်းရဲ့မျက်နှာကိုမြင်လိုက်ရတော့အံ့အားသင့်သွားပြီးတော့ကြောင်ပြီးတော့ကြည့်နေတဲ့ချိန်မှာပဲအနိုင်အဖွဲကသူ့ကိုရှော့တိုက်လိုက်တာကြောင့်လဲကျသွားခဲ့ပါတယ်။ အဲဒါရုံကန်းကိုရောက်တဲ့အခါမှာတော့အေဂျင့်ဂျေဆင်တဲ့အဖွဲ့တွေကဂျင်းကိုလာပြီးတော့ရှာနေတာဖြစ်ပြီးတပတ်မှာတော့ NIS ရုံချုပ်မှာတော့ဂျင်းဟာသူ့ရဲ့ကာတွန်းလေးနဲ့ပတ်သက်ပြီးတော့စစ်ဆေးမင်းမြန်းခံနေရပါတယ်။ဂျင်းကတော့သူမူမူနဲ့မတော်တဆရေးခဲ့မိကြတယ်လို့ပြောပြမိလေ။ကျောင်းတို့ကတော့သူ့ကိုတစ္ဆေပေါ့လို့တန်နေရရှိနေတာပါ။တိတ်မကြခင်မှာပဲဂျင်းစီကသူ့ရဲ့မိမကဖုန်းဆက်ပြီးတော့ဂျေဆန်တို့အဖေအဖမ်းခံရတာဖြစ်ပြီးဂျေဆန်ကလည်းဂျင်းကိုဒေါ့ဂျူနဲ့တူတူသူ့တို့ပုံနေနေရာစီကိုလာဖို့အတွက်ချင်းချောက်ပြီးတော့နောက်ထပ်တနားရီတင်းမှရောက်မလာဘူးဆိုလို့ရှင်သူ့ရဲ့မိမကိုတပ်ပြစ်မယ်လို့ဆိုပါတယ်။ ဂျင်ကလည်းသူ့ရဲ့မိသားစုနဲ့လုံခြုံရေးအတွက်စိုးရိမ်နေကြောင်းပဲတွန်းဆုပ်တွန်းဆုပ်နဲ့သဘောတူလိုက်ပါတယ်။အဲဒါနဲ့ပဲချက်ချင်းပဲဒေါ်ဂျူကတိုက်ခိုက်လိုက်ပြီးတော့တစားကန်လှုပ်လိုက်ပါတယ်။ဒေါ်ဂျူကိုတစားကန်လှုပ်ထားတဲ့အခါမှာဂျင်နဲ့ NIS ဌာနချုပ်ကထွက်ပြေးသွားနိုင်ခဲ့ပြီးသူ့ရဲ့မိမကိုကယ်ဖို့အတွက်ပြန်မေးဆွဲတဲ့သူတွေစီကိုဥတီသွားခဲ့ပါတယ်။လမ်းမှာတော့သူ့ရဲ့ဘဝအကျက်တဲတွေကိုဒေါ်ဂျူကိုရှင်းပြလိုက်ပြီးတော့နောက်တဲ့ဇက်ကွက်မှာဂျင်နဲ့ NIS အေဂျင့်တွေဟာဂျာကစိတ်လို့ရှာစရာပုံရိပ်တွေကိုပြသလို့ထားပါတယ်။အဖေကလည်းသူ့ရဲ့ကောင်းတော့ကိုဇက်တိုက်လိုက်နေခဲ့တာဖြစ်ပြီး ဂျင်းကလည်းအချင်းတို့ကြောင့်ရှောင်းနေသွားပြီးတော့သူ့ရဲ့နောက်ကိုလိုက်နေတဲ့အေဂျင့်တွေကိုမျက်ခြေဖြတ်လိုက်ပါတယ်။ဦးမေလိုင်ကောင်တွေကိုဝင်သွားခဲ့တာဖြစ်ပြီးခဏအကြာမှာတော့ဂျေဆင်ရဲ့နောက်လိုက်တွေကတယောက်တည်းအခင်းဖြစ်သွားတဲ့နေရာကိုရောက်လာခဲ့ပြီးအေဂျင့်တွေကိုဆက်ပြီးတော့ချီအားခံလို့မရအောင်ပြစ်လိုက်ပါတယ်။အဲ့နောက်မှာတော့ဂျောင်းလုံးရဲ့ဖွဲကလည်းသူတို့အေဂျင့်တွေရဲ့တမဲ့ရုပ်လောင်းတွေကိုပဲတွေ့လိုက်ရပြီးတော့ဂျင်းကသူတို့အလုံးကိုတက်လိုက်တာလို့ထင်နေပါဗျ။နောက်ပြီးတော့ ကျောင်းတော်စည်စည်ကြည့်တဲ့အခါမှာဂျေဆန်ကလည်းသူ့နဲ့တမျိုးတည်းမှာရှိနေခဲ့ပြီး NIS ကိုဖြုတ်ချဖို့အတွက်ဂျင်းနဲ့ဂျေဆန်ပူးပေါင်းနေပြီဆိုတဲ့အတွေ့အကြုံကပို့ပြီးတော့တေချာစေခဲ့တာပါအဲ့ဒါနဲ့ပဲကျောင်းတော်ဟာဒေါသတကြီးနဲ့ခါရောင်းကိုပြင်ပြီးဆွဲပြီးတော့ဂျင်းကိုဖမ်းဖို့အတွက်စီစဉ်ပါတယ်အဲ့ဒီစီစဉ်ကအလို့ဖြစ်တာနဲ့ပဲသူကဂျင်းကိုဆက်သွယ်လိုက်ပြီးတော့ဂျင်းကတော့သူ့ရဲ့သမီးကိုကယ်ဖို့အတွက်လမ်းကြောင်းပြောင်းလိုက်ပါတယ်သူ့သမီးစီကိုသွားမယ်လမ်းမှာဂျင်းကလည်းဂျေဆန်ကိုဖုန်းဆက်ပြီးတော့သမီးကိုကယ်ပြီးတော့ပြီးတာနဲ့ပဲလာခဲ့မယ်လို့အာမခံပါတယ်အဲ့ဒါကိုကြားသွားခဲ့တဲ့မိနာကတော့အခင်မုန်းဖြစ်တဲ့သူက သူ့ကိုဆွန့်လွတ်လိုက်ပြီလို့ယုံကြည်ပြီးနားလဲမှုတွေလွဲပြီးတော့ကြေကွဲလို့သွားခဲ့ပြီးတော့အခန်းထဲမှာရှိတဲ့အရှက်ပတင်းတချို့ကိုလမ်းယူကာတောက်နေပါတယ်။တဖက်မှာတော့ချောင်းကကလေးအန်ရည်ဖြစ်မှာဆိုတာကြောင့်ဆိုပြီးတော့ခါရောင်းကိုခေါ်ပြီးကျင်းစီကိုစာပို့လိုက်ပါတယ်။တနေရာမှာစောင့်နေပါတယ်။အန်နောက်မှာတော့ဂျင်းကလည်းချောင်းချီးတဲ့နေရာစီကိုအမြန်သွားပြီးတော့ဟိုရောက်တော့ချောင်းကကျင်းကိုထောင်ချောက်ဆင်ထားတာပါ။ခံကောင်းထောင်းမဆော်နဲ့သူတို့တွေနားလဲမှုလွဲနေတယ်ဆိုတာကိုဒေါ်ဂျူကလည်းရှင်းပြလိုက်ပြီးအကုန်လုံးအစီအမီသွားခဲ့ပါတယ်။သူတို့တွေအစီအမီသွားတဲ့ခါမှာတော့၄ရောက်ဖွဲ့ဖွဲ့လိုက်ကြပြီးတော့ ခြေစမ်းကိုရင်ဆိုင်မှုမတော်ခင်မှာအခုချောင်းရဲ့လက်နဲ့တူလုံရနေရာဖြစ်ထားရှိထားတဲ့ဂျင်းရဲ့နေရင်ဟောင်းမှာရက်တန်းလိုက်ကြပါတယ်။အဲဒီမှာသူတို့လိုအပ်တဲ့ပစ္စည်းတချို့ကိုစုဆောင်းထားရှိပေမဲ့လည်းမထွက်ခွာခင်မှာ NIS အဖွဲ့ကရောက်လာခဲ့ပြီးတော့ဂျင်းကလည်းချောင်းကိုလက်သီးတွေကျွေးလိုက်ပြီးဟန်ဆောင်ပြီးတော့နေခိုင်းလိုက်ပါတယ်။ကျွန်တော်ဘုရားအလင်းစလုံးနဲ့လက်နဲ့တွေပါတဲ့အိတ်ကိုအမှတ်မတင်ထားခဲ့မိကြပြီးတော့တိတ်မကြခင်မှာဂျောင်းတော်နယ်သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာချောင်းစီကိုရောက်လာခဲ့ပြီးဂျင်းတို့တွေကြံခဲ့တဲ့လက်နဲ့အိတ်ကိုရှာတွေ့ခဲ့ပါတယ်။ဒါနဲ့သူတို့တွေဟာဂျင်းက NIS နဲ့စစ်တဲဖို့တဲ့စီစဉ်နေတာလို့ထင်သွားပြီး ကျောင်းကတော့ကျောင်းတို့စိတ်ပြေသွားလို့ဖို့တဲ့စူးစမ်းပေမဲ့ကျောင်းတို့ကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမပြောင်းတော့ပါဘူးအဲ့ဒီအချိန်မှာဂျင်တော်ကျူနဲ့ခါယောင်တို့ကတော့ဂျေဆင်ရဲ့ပုံအောင်ရနေရာကိုရောက်သွားကြပြီးခလီမာလီကတော့ကားထဲမှာကျန်နေခဲ့ပါတယ်တိတိစိတ်မှတ်တမ်းတင်ပြီးတော့ချောင်းစီကိုပို့နေတာဖြစ်ပါတယ်ဒါအောင်မြင်တဲ့ကမှာတော့ကျောင်းတို့နဲ့စစ်သားတွေကလမ်းတင်နေရာကိုခြေရခံလိုက်လာခဲ့ပြီးနောက်ဆုံးမှာတော့ဂျေဆန်နဲ့ဂျင်တို့ဟာမျက်နှာချင်းဆိုင်တွေ့ကြပါတယ်ဂျင်ကတော့သူ့ရဲ့ဇနီးတွေကိုလှုပ်ပေးဖို့အတွက်တောင်းဆိုနေပြီးဂျေဆန်ကတော့မီနာကိုခေါ်ခိုင်းပြီးတော့သူတို့စုံတွေကိုတေကွယ်မခွဲခင်မှာ ဂျင်ကိုသူ့ရဲ့ညီဆိုင်မွန်ခံခဲ့ရသလိုပဲဂျိုဂျူကိုထက်တူညင်မှန်းနေဆက်ဖို့အတွက်ပြောလိုက်ပါတယ်။တခြားရွေးချယ်စာမရှိတော့တဲ့ဂျင်ဟာတွန်းဆိုတွန်းဆိုနဲ့သဘောတူလိုက်ပြီးလုံပေမဲ့ဂျီဆန်ကတော့မကျေနပ်သေးပါဘူး။ဂျိုဂျူပေါ်မှာမိတော့တွေထုတ်လုပ်ဖို့အလုံးမှာတော့ကန်ကောင်းစွာနဲ့ပဲ NIS အေဂျင့်တွေကရောက်လာခဲ့ပြီးတော့အဖွဲ့နှုတ်ဖွဲ့ဂျားတွေမှာပြင်းထန်တဲ့ပြစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ဂျောင်းတို့ကလည်းဂျီဆန်ရဲ့လူတွေကိုတနက်နေ့ချိန်ပြီးတော့ချိန်မုံမှုတွေအမိန်ပေးလိုက်ပါတယ်။မီနာချောင်းနဲ့တောဂျူတို့ကလည်းအသေးအံစ조사ပြီးတော့တားကြပေမဲ့ဂျောင်းတို့ကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုလုံးဝမပြောင်းပါဘူး။အဲ့ဒါနဲ့ပဲဂျောင်းတို့တယောက်သူ့ရဲ့စနိုက်ပါကို ဂျင်းကိုပြစ်လိုက်တော့လို့အတိပေးပြီးတဲ့နောက်မှာခြောင်ကတော့ဂျင်းရဲ့ရှိကနေဝင်ပြီးတော့ကာပေးလိုက်တာကြောင့်ပကုံးကိုထိသွားခဲ့ပါတယ်။အဲဒီမှာပို့ပြီးတော့မြင်းတဲ့နေရာမှာနေရာယူထားတဲ့ဂျေဆန်းရဲ့ညာလျုံတနက်သမားကတော့ NIS agent တွေကိုပြစ်လိုက်ပြီးဂျင်းနဲ့သူ့ရဲ့မိသားစုနဲ့တငယ်ချင်းတွေရဲ့လုံခြုံရေးကိုစိုးရိမ်တာကြောင့်တနက်လက်ကိုထုတ်ယူပြီးတော့ရန်သူတွေကိုချိန်လိုက်ပါတယ်။ခဏကြာတဲ့အခါမှာတော့ဂျင်းနဲ့တနက်နဲ့အချိန်ပေါင်းများစွာအပြစ်ခံလိုက်ရပြီးမြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။ဒါအောင်မြင်တဲ့အခါမှာတော့မီနာနဲ့ခါယောင်တို့ကလည်းခြေခွဲဝန်းနေပြီးတော့ငုံနေပါတယ်။ အဲ့ဒီဖြစ်နေပြီးတော့ဒီခါမှာဂျေဆန်ကကြန့်ရှိနေတဲ့ NIS agent တွေကိုတစားကန်အဖြစ်ဖမ်းထားပြီးတော့မျောလင်းချက်အားလုံးပျောက်ဆုံးသွားပြီးတော့ထင်ကြပေမဲ့ဂျီဟာအင်ဂျင်နဲ့တက်ဝေးထားတဲ့အတွက်မတည်ပဲနဲ့ပြန်ထလာခဲ့ပါတယ်။အဲ့ဒါနဲ့ဂျင်ဟာတနက်တလက်ကိုအမြန်ကန်နေပြီးတော့ဓာငွေတိုင်ကြီးကိုဖောက်ခဲ့ပြီးဂျေဆန်အာယုံပြောင်းတော့အောင်လမ်းကြောင်းတစ်ခုဖမ်းနှိမ့်လိုက်ပါတယ်။အဲ့လိုနဲ့ပဲဂျေဆန်နဲ့လူတွေဂျင်တို့ရဲ့ဂျာမာတိုက်ပွဲတွေထပ်ဖြစ်ကြပြီးတော့ဘေးအမရတွေဂျာနဲ့မှာဂျင်ကမီနာနဲ့ဂါယောင်ကိုဂျီဟာအင်ဂျင်ဝေခိုင်းပြီးတော့အတိတ်ကိုဖုံးဝေခင်းမိတဲ့အတွက်တောင်းပန်နေပါတယ်။ အဲ့နောက်မှာတော့ချောင်းဟာဂျေဆန်ရဲ့လူတွေနဲ့ချနေပြီးဒေါ်ဂျူကလည်းအခုချိန်ထိကြောင်တော်လုံးနေတဲ့သူ့ရဲ့အထက်လူကြီးကိုပြန်ချနေရပါတယ်။ဂျင်ကတော့အဓိကဗီလင်နေနဲ့တိုက်ခိုက်နေရတာဖြစ်ပြီးတချိန်ထဲမှာသရေဘောကြောင့်လည်းချောင်းတို့ကတည်သွားတဲ့အလောင်းတစ်ခုအောက်မှာပြန်ပုန်းနေပြီးတော့ဂျင်ကတော့ဂျေဆန်ကိုရေရဲဆက်ဆက်ပြစ်နိုင်ခဲ့ပါတယ်။ဒူလွန်ခဲ့တဲ့15နှစ်ကဆုံးလုပ်ခဲ့တဲ့နောက်ဆုံးမစ်ရှင်ကိုပြီးမြောက်ခဲ့တာကြောင့်ဂျင်တဲ့သူတွေကလည်းပျော်ရွှင်နေကြပြီးနောက်ဆုံးခန်းမှာတော့ဂျင်နဲ့သူ့ရဲ့မိသားစုဟာရာဇဝမှုတွေနဲ့ဝေဝေးနေပြီးတော့ငြင်းငြင်းစွာပဲနေထိုင်ခဲ့ပါတယ်။နေကြတဲ့ဆိုတော့ကိုပြသနေတာဖြစ်ပြီးတော့မှတနေ့မှာတော့ ချောင်းဟာသူတို့စီကိုရောက်လာပြီး NLS ကိုပြောင်းဝင်ဖို့အတွက်တိုက်တွန်းခဲ့ပြီးမြင်ကတော့ယဉ်ကျေးစွာပဲငင်းဆိုလိုက်ပါတယ်။ဂျင်းရောက်တော့သူမြဲတဲ့စိတ်ကူးထားတဲ့အတိုင်းပါပဲ။ Webdon အမှုပညာရှင်တယောက်အနေနဲ့ပဲသူ့ရဲ့အိမ်မက်နောက်ကိုဆက်လိုက်ခဲ့ဖို့အတွက်ရွေးချယ်ပြီးတော့မှဇလန်လေးဟာပြီးဆုံးလို့တော့ပါတယ်ခင်ဗျာ။ဟုတ်ကဲ့အစုံကြီးလိုက်ပါကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရဇလန်လေးတွေပြည်သူတွေတင်ဆက်ပေးပါအောင်မယ်။အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။